သက်၃နှစ်ယောက်ကလေးတွေနာစီတာကိုကုသရမှာက တကယ်ကိုစင်ခုံမှုကြီးတစ်ခုပါပဲနော်။ရင်ကျက်ချင်းကိုဖြစ်စေတဲ့အကြောင်းရင်းကိုတိတိကျကျသိနိုင်တဲ့နည်းလေးမရှိသေးပါဘူး။ ။ကလေးငယ်အေးအမီရဲ့အတွက်ကြောင့်မို့လို့လည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်တခြားစီးပညာဆိုင်ရာပြဿနာတစ်ခုခုအခံရှိနေရကြောင်းလည်းဖြစ်နိုင်ပါတယ်။ကလေးကငယ်လုံးတဲ့အတွက်ကြောင့်မို့လို့ကုသရက်နီးတွေကလည်းကန့်သတ်မှုတွေရှိနေပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့အေးအမီနာစီဖြစ်နေတဲ့ကလေးကိုဘယ်လိုမျိုးပြုလုပ်ပေးလို့ရမလဲဆိုတာကိုပြပြပေးလိုက်ပါရရှင်။ အရင်ဥဆုံးဘာကြောင့်နှာဆေးသလဲဆိုတဲ့အကြောင်းရင်းကိုရှားရပါမယ်။နှာခေါင်းပိတ်တာကခလီးငယ်ရဲ့နှာခေါင်းကနေပြီးတော့သွေးကြောတ िश ူတွေအတွင်းမှာအရည်တွေပြည့်ကျလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ခလီးငယ်အိပ်ယာဝင်တဲ့အခါမှာဆိုလို့ရှိရင်အခက်ခဲဖြစ်စေနိုင်တယ်လို့နှာခေါင်းတွင်းထဲက sinus တွေပိုးဝင်သွားနိုင်ပါတယ်။တချို့ခလီးငယ်တွေမှာကအနှာပိတ်သွားမယ်ဆိုလို့ရှိရင်အစာကျွေးရခတာမျိုးတွေလည်းရှိတတ်ပါတယ်။ခလီးကနှာရည်ထွက်မယ်ဆိုလို့ရှိရင်နှာရည်ကိုကြည်ပါ virus ပိုးဆိုလို့ရှိရင်တော့အဖြူရောင်ရေဆန်ဆန်နှာရည်တွေအငြိမ့်ကျတတ်ပါတယ်ပြီးတော့မှအဖြူအစိမ့်ဒါမှမဟုတ်အဝါတို့တမျိုးမျိုးပြောင်းသွားပြီးတော့ရက်နှင်းငယ်တွင်မှာပဲအဖြူရောင်ပြောင်းသွားတတ်ပါတယ်တခါတရံနှာပိတ်တာက ဓာတ်မတည့်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်နှာခေါင်းအတွင်းမှာပြင်ပကအရာတခုဝင်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အဆိပ်ကူတောင်မှုခံယူဖို့တော့လိုအပ်ပါတယ်။နှက်ချေကလွယ်လို့ရှိရင်ခလေးနှာခေါင်းထဲကနေပြီးတော့ဘာမှကိုတင်ကိုယ်တိုင်းမဆွဲထုတ်ပါနဲ့နော်။နှာစည်းတာကိုဘယ်လိုကူးသားရမလဲဆိုတာကိုဆက်ပြီးပြပြပေးခြင်းပါတယ်။စိတ်ချရဆုံးအထီးရောက်ဆုံးနီလန်ကတော့ဆက်လိုင်းဖြန်းတာဒါမှမဟုတ်နှာခေါင်းထဲကိုထည့်တဲ့ဆေးတွေပဲဖြစ်ပါတယ်။နှာခေါင်းထဲကိုထည့်တဲ့ဆေးတွေကိုရွေးမယ်ဆိုလို့ရှိရင်တော့အတွင်းကနှက်ချေတွေအပြော ော့သွားစေဖို့အတွက်အဆက်အနည်းငယ်တော့ထည့်ပေးပါ အဲ့ဒီနောက်မှာစုပ်ယူနိုင်တဲ့ဖူလုံးကိုတုံးပြီးတော့နှစ်ချေရောဆေးဆက်တွေကိုပါမြ мян ပြန်ထုတ်ပေးပါ။ကလေးနှာခေါင်းထဲကိုမထည့်ခင်မှာဖူလုံးကိုအရင်ပြီးညှစ်ပါ။ဒါမှနှာခေါင်းထဲကိုထည့်ပြီးညှစ်တာကလွတ်လိုက်ပေမယ့်ဆိုလို့ရှိရင်နှစ်ချေတွေကိုဖဲပြီးသားဖြစ်သွားပါလိမ့်မယ်။နှာခေါင်းထဲကိုထည့်ပြီးမှညှစ်မယ်ဆိုရင်တော့နှာခေါင်းထဲလေတွေတိုးဝင်သွားနိုင်ပြီးတော့နှစ်ချေတွေကိုလည်းနှာခေါင်းအတွင်းထဲတွေကိုရောက်ရှိသွားစေနိုင်ပါတယ်။အိယာမဝင်ခင်ဒါမှမဟုတ်အစာမကျွေးခင်15မိနစ်အလိုခံလာလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကလေးအသက်ရှူရ ို့ပြီးတော့လွယ်ကူစေမှာပါ။တခြားဆေးတွေပါဝင်တဲ့နှာခေါင်းဆက်ကြဆေးတွေကိုတော့မသုံးသင့်ပါဘူး။ဆလိုင်းသီးသန့်ကိုသာသုံးမှုအတွက်အကြံပြုချင်ပါတယ်။ကလေးငယ်ကိုပိုးမကူဆက်စေရန်အတွက် ဆုပ်ပူတဲ့ဖူလုံးကိုမတုံးခင်မှာရောတုံးပြီးတဲ့အချိန်မှာကစေကျော်ပြီးတော့မှအချောက်ခံတာပေးပါအခုဆက်ပြီးတော့ဆရာဝန်စီကိုပဲချိန်တော့ပြတင်လဲဆိုတော့ပြပြပေးခြင်းပါတယ်ပါရမအုံဆုံးအခြေအနေကတော့နှစ်ပတ်ထပ်ပို့ပြီးတော့နှာပိတ်နေတာခလေးငယ်က၃လောက်အောင်ငယ်နေတာ ကလေးငယ်လေးကချောင်းတရဆက်ဆိုးနေတာဖျားတာနားနာတာအသက်ရှူမြန်းတာဒီလိုလက္ခဏာတွေပြနေပြီဆိုလို့ရှိရင်တော့ဆရာဝန်စီကိုတွေ့ပြတင်ပါတယ်ရှင်ဒီလောက်ဆိုလို့ရှိရင်ကိုယ်ဝန်ကကလေးငယ်လေးနှာစေးနေမယ်ဆိုလို့ရှိရင်ဘာတွေလုပ်ပေးလို့ရလဲဆိုတာကိုဒီလောက်ပြလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်